ဒီမှာညာဘက်မှာဖျားဖူးလာ အလားတူပြန်ကြားရေးဝန်ကြီးဌာနမြမတန်တဲ့ရုပ်မြင်သံကြားဝန်ထမ်းမိသားစုများတရင်ကျုပ်ပွဲတော်ပျော်ဝဲရှင်ပွဲနဲ့ဖျော်ဖြေပွဲကိုအောက်တိုဘာ6ရက်ညနေပိုင်းကနေပြည်တော်တကုံးမြို့ရှိမြမတန်တဲ့ရုပ်မြင်သံကြားမှာကျင်းပပါရဲဥစွာမြမတန်တဲ့ရုပ်မြင်သံကြားရှိမဟာအောင်ဘော်ရီဂျိုရှစ်ခွင်ဖျားမှာပန်းရေကြံတည်တည်များကတ်လူကြပြီးစီမီတထောင်စုပေါင်းပူဇော်ကြပါရဲအဲဒီနောက်ဝန်ထမ်းမိသားစုများရဲ့တရင်ကျုပ်ပွဲတော်အားဖွင့်လှစ်ပေးပြီးမိဘုံပွဲကိုပျော်ရှင်စွာဆင်နွှဲကြပါရဲ အဲ့ဒီနော်မိဘုံမြန်အကြီး၂လုံးအလက်၆လုံးနဲ့အသေးအလုံး60စုစုပေါင်းမိဘုံမြန်68လုံးတို့အားလှည့်တင်ပူဇော်ကြပြီးဝန်ထမ်းမိသားစုများဟာနိဗ္ဗာန်ဈေးဘွဲတော်တရင်ကျွဘွဲတော်မှာခင်းကျင်းရောင်းချနေကြတဲ့တိုင်းရင်းသားရွရအစားအစာရောင်းဆိုင်များနဲ့ပျော်ရွှင်ပွဲဂိမ်းကစားနည်းများအပြင်ကလေးများအတွက်ခြားရဟန်းနဲ့ပျော့ပျော့အီအီကစားကွဲမှာပါဝင်ဆင်နွှဲကြပါတယ် အလားတူခေတ်ပေါ်ဒီဝိုင်းအဖွဲ့နဲ့အတူဝန်ထမ်းမိသားစုများရဲ့တည်သက်ခြင်းပြိုင်ပွဲတည်ဆိုရှင်ပြိုင်ခဲ့ကြပါတယ်နေပြည်တော်ရေပန်းဥယျင်အပန်းဖြေဥယျင်များမှာလည်းတည်င်းကျုံပိရဲ့လာရောက်အပန်းဖြေအနားယူကြသူများနဲ့အထူးစီကားမြပြလျက်ရှိပါသည်။ ဒါအပြင်ကာဝေးရေးဦးစီးကျော်ယုံကြည်ဝင်းအတွင်ရှိလမ်းများနဲ့ပန်းအလှတစ်ပင်များမှာရောင်စုံမီးအလှများတက်ဆင်ခြင်းမီးအောင်စုံများတက်ဆင်ထားတဲ့ပုံစံငယ်များနဲ့မီးအလှများဆင်ရင်ထားတဲ့ကဲ့သို့နေပြည်တော်ရေပန်းဥယျာဉ်မှာလည်းရောင်စုံမီးများတက်ဆင်ထားပြီးလာရောက်အပန်းဖြေသူများနဲ့စီကားများပြားလျက်ရှိပါသည်။ တိုင်းဒေသကြီးနယ်ပြည်နယ်အသီးသီးမှာလည်းစေမီပူဇော်ထွန်းညီခြင်းများကိုစေကားတမြိုက်စွာကျင်းပလျက်ရှိပြီးဥယျင်ပန်းကြံများနဲ့အများပြည်သူအပန်းဖြေနေရများမှာလည်းရောင်းစုံမီးများနဲ့မီးအလှများတက်ဆင်ထားရှိကပြည်သူများလာရောက်အနားယူအပန်းဖြေလျက်ရှိကြကြောင်းနဲ့အလှမီးထွန်းညီခြင်းရောင်းစုံမီးပုံများလွတ်တင်ခြင်းတို့ကိုပျော်ရွှင်စွာဆောင်ရွက်ခဲ့ကြကြောင်းသိရှိရပါတယ်ခင်ဗျာ